အင်အားကြီးပါတီနှစ်ခုအပြိုင်ဆိုင်ဖြစ်နေတဲ့ကြောက်တမ်းမျိုးနဲ့မှာโจတင်မဲမတမာမှုတွေဖြစ်ပေါ်နေတာကြောင့်ကော်မရှင်ကိုတိုင်တန်းမှုတွေရှိနေပါတယ်။ဒါနဲ့ပတ်သက်ပြီးကြောက်တမ်းမျိုးနဲ့မှာတွားရောက်တင်းကျွေနေတဲ့ DBB သတင်းတော်မအီမမမွန်ကိုဆက်သွယ်မေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မအီမမမွန်ကြီးလက်ရှိကြောက်တမ်းမျိုးနဲ့မှာယူကောက်ပွဲမတိုင်မီတရက်အလိုဖြစ်ပေါ်နေတဲ့အခြေအနေလေးပြောပြပေးပါအောင်ခင်ဗျာ။ဟုတ်ကဲ့ဒီကြောက်တမ်းမျိုးတွေမှာဆိုလို့ရှိရင်လက်ရှိပြည်အောင်စုဝင်ကြီးဖြစ်တဲ့ဦးအောင်မြင့်နဲ့အတူဒီလက်ရှိလွတ်တော်မှာရှိတဲ့ကိုစလဲလောင်းတွေကပြည်အောင်စုချက်ခိုင်းတဲ့ဘုံမျိုးတွေ ပါတီကလည်းဝင်ရောက်ရှင်နေမှာဖြစ်ပြီးတော့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါ်အေးမြမြမျိုးနဲ့ကိုကိုတော်ကိုယ်စားလှယ်လောင်း၄ယောက်ကဒီတောက်တမ်းမြို့နယ်မှာဝင်ရောက်ရှင်းပြိုင်မှာပါ။ဒီသူတို့ဒီ ARG ပါတီနှစ်ခုအပြင်လူပောင်တဒီမိုကရက်တစ်ပါတီတောက်ရသမားမျိုးတို့တက်ရေးပါတီနဲ့ကရင်ပြည်သူပါတီနဲ့တတိပုတ်ကလောက်ကိုယ်စားလှယ်လောင်းတွေဝင်ရောက်ရှင်းပြိုင်မဲ့မက်ဆနာနယ်တခုပြည့်တဲ့အတွက်ဒီကြောက်တမ်းမြို့နယ်ကဒီလမ်းမရေကောက်ပွဲအတွက်စောင့်ကြည့်ရမဲ့မက်ဆနာနယ်တခုဖြစ်ပြီး ARG ပါတီတွေနဲ့အပြိုင်ဆိုင်ဖြစ်နေတဲ့မက်ဆနာနယ်တခုဖြစ်ပါတယ်။ ဂျိုတင်မဲနဲ့ပတ်သက်ပြီးမတမာမှုတွေဖြစ်နေတယ်ဆိုပြီးတော့သတင်းတွေကြားရတယ်လေအဲ့ဒီအခြေအနေလေးလည်းပြောပေးပါဦးခင်ဗျဟုတ်ကဲ့ခဏရဒီဂျိုတင်မဲတွေပေးရတဲ့နေရာမှာဆိုလို့ရှိရင်ဒီ အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိတဲ့သူတွေကိုယ်တိုင်ကြိုတင်မဲ့ like ောက်တဲ့ဖြစ်ရည်ကြေးရတော်တော်များများဖြစ်တယ်ဆိုပြီးတော့ဒီမျိုးသားဒီမိုကရေစီဖွဲ့စည်းကိုတိုင်တန်းမှုတွေရှိလာပါတယ်။ဒါပြင်ပြည်သူ့သက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဝင်ပါတီပါတယ်ပါတီတစ်သိပ်ပါတယ်ပေါ့နော်။အုပ်ချုပ်တွေစောင်းပြီးတော့ကြိုတင်မဲတွေ like ကောက်နေရဆိုတဲ့ဖြစ်ရည်တွေကိုမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဓာတ်ပုံရင်းနဲ့တကွာဒီရွက်ောက်ပွဲကော်မရှင်ကိုဒီနေ့တိုင်တန်းမှုတွေလုပ်ပါမယ်။ဒါကြောင့်ဒီကြိုတင်မဲနဲ့ပတ်သက်ပြီးတော့မတမာမှုတွေဖြစ်နေတဲ့ဆိုတဲ့အခြေအနေတွေကဒီကြောက်တမ်းမျိုးနယ်မှာလက်ရှိဖြစ်ပေါ်နေတာပါ။ဟုတ်ကဲ့မနက်ဖြန်ယူကောက်ပွဲအတွက်မဲယုံပြင်ဆင်မှုအခြေအနေ ီးတော့မဲယုံလုံးဂျုံမှုအခြေအနေနဲ့ပတ်သက်ပြီးတော့လေကိုစလောင်းတွေကဘာပြောနေတာများရှိတယ်ခင်ဗျာဟုတ်ကဲ့ဒီမဲယုံလုံးဂျုံမှုကတော့ဒီကိုစလောင်းတွေပြောဆိုကြရသလိုရှင်ဒီတိုတမဲပေးတဲ့မဲယုံကအစလုံးဂျုံမှုမရှိဘူးလို့ပြောပါတယ်ဒီကော်မရှင်ဥက္ကဋ္ဌရဲ့အိမ်ကကော်မရှင်ရုံးဖြစ်နေတာတို့ဒီတိုတမဲပုံးတွေကိုဒီဟိုအထုတ်ရမှုအိမ်မှာတင်ဆဲထားတဲ့ဖြစ်ရတွေလည်းရှိနေပြီးတော့ဒါဒီ record ပွဲတဲ့မဲယုံတွေကလည်းလုံးဂျုံထိခြားမှုမရှိရတကားမရှိရအနေထားတွေဖြစ်နေတယ်ဆိုပြီးတော့ဒီကိုစလောင်းတွေကတော့ မဲအနေနဲ့ပတ်သက်ပြီးသုံးသပ်ထားပါတယ်ဒီကြောက်တမ်းမြို့နယ်မှာဆိုလို့ရှိရင်လက်ရှိမဲပေးပိုင်ခွင့်ရှိသူပေါင်းက3600ယောက်ရှိနေပြီးမဲရုံမှာလည်း192ယုံရှိနေမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါမအိပမမုံကြီးဒါကတော့ကြောက်တမ်းမြို့နယ်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသတင်းတောင်းရောက်ရှိနေတဲ့ TVB သတင်းတော့မအိပမမုံကိုတိုက်ရိုက်ဆွတ်တယ်မင်းများခဲ့တာ